Bolsherian current limiting selective resistor LED ကိုထုံးမကျွန်တော်တို့က Bolsherian နဲ့ current limiting resistor လို့ရဆိုတာကို LED အကြောင်းတစ်စီတောင်းအပိုင်းတစ်နှစ်တောင်းမှာဖော်ပြပြပါပြီမတိသေးသူများက distraction မှာလင်းရှိပါတယ်အဲ့ဒီမှာတွားပြီးကြည့်နိုင်ပါတယ်အခုပြောချင်တာကဒီ resistor လေးတွေကိုဒီဈေးကွက်ထဲမှာကျွန်တော်တို့ဘယ်လိုများဝယ်ကြမလဲဆိုတာကိုဥပမာလေးတစ်ခုနဲ့ပေးပြီးကြည့်ပါမယ်အခုကျွန်တော်တို့ဟာဒီလိုအနီရောင် LED လေးတစ်လုံးကို10 milliampere လောက်နဲ့ထုံးဖို့ CE Electronic Store မှာကျွန်တော် online ကနေမှာဖို့အတွက် LED resistor လေးလုံးမှာဖို့အတွက်တွေ့ချက်ကြည့်ပါမယ်။အဲ့တော့ resistor တန်ဖိုးကိုသိကြည့်တော့ DPS တွဲဖို့တဲ့ကဒီ LED ရဲ့1.7 LED ရဲ့ characteristic ဖိုးတွေ1.7ထုတ်ပြီးနှုတ်ပြီးတော့တန်းမီလင်းပြန်နဲ့စားလိုက်ရင်ဒီ1.03 kilo ohms ရပါတယ်။ဒီ0ကတည်းကတကယ်ဝယ်လို့ရတာက1 kilo ohm မှာ1.03 ohm လာ kilo ohm ဝယ်လို့မရပါဘူး။အဲ့တော့ကျွန်တော်တို့တရားဆိုရင်0ကတည်းက ဒီဟိုရလွယ်လို့ရတဲ့ဒီ resistor standard တွေက E12 CD လို့ခေါ်ပါတယ်။ E12 CD တွေမှာ resistor တွေကို upper တိုင်းသတ်မှတ်ထားပါတယ်။10ရယ်12ရယ်50ရယ်80ရယ်22ရယ်27ရယ်33ရယ်39ရယ်47 56 68 82ဆိုပြီးအဲ့ဒီနံပါတ်တွေကိုဝယ်ဝယ်လို့ရမှာပါ။ဒီတန်ဖိုးတွေကို10လို့မျှော်ပြီးရတဲ့တန်ဖိုးပြ100 150 150 180 ်ညာခွန်စေ3 3 3 9 4 5 6 6 80 90 90 90အဲ့ဒါတွေကိုလည်းဝယ်လို့ရပါတယ်တရားနဲ့မျှော် 1k 1.2 1.5k size ဖြင့်ဝယ်လို့ရပြီးတော့တထောင်နဲ့မျှော်ပြီး 10k 12k 50k ပါဈေးတက်ကဲမှာဒီနံပါတ်တွေကိုပဲလွယ်တကူဝယ်လို့ရနိုင်ပါတယ်ဒါကြောင့်ဈေးကွက်မှာတုံးရတဲ့ e-trade series ဆိုတော့20%တားမလို့ရှိရင်1.21အစားကမူလတန်ဖိုးတွေကိုကျွန်တော်ကများများသွားတာကိုပြောတာပါ။အောက်ကဥပမာလေးကိုကြည့်ရင်နော် အဝမ်းအုံးကိုသူကဝမ်းအုံးရ20ဝမ်းအုံး20%ကိုရှာပြီးလို့ရှိရင်ဝမ်းအုံးနဲ့ပေါင်းလို့ရှိရင်1.2ရပါတယ်ပြီးရင်နောက်တစ်ခါကျလာတဲ့1.2ကို1.2ရဲ့20ရာခိုင်နှုန်းနဲ့ပြီးပြီးရင်20ရာခိုင်နှုန်းမြောက်ငွေတက်1.2နဲ့ပေါင်း buffer ရပါတယ်ဒီလိုပါပဲ1.5ကိုလည်း1.25ရာခိုင်နှုန်း20ရာခိုင်နှုန်းနဲ့မြောက်ငွေတက်1.5ပေါင်းပေါင်းရပါဒီလိုနဲ့ပေါင်းပေါင်းသွားတာဈေးကဝယ်လို့ရတယ် ဒီလိုနံပါတ်တွေကိုဖြစ်လာပါတယ်11.21.5 1.2.2 2.7 3.2.9 8.2အဲ့ဒီတန်တီရလာပါမယ်ဒါအဲ့ဒီတန်ဘူးတွေကို30နဲ့မြောက်တန်အောင်100နဲ့မြောက်100အောင်နည်းတထောင်နဲ့မြောက်ကကိစားစီရင်ဒီတန်ဘူးတွေရလာမှာဖြစ်ပါတယ်ဒီလိုဒီလိုတံပိုးတွေကိုဈေးကမှာဝယ်ရရှိနိုင်ပါနဲ့ကိုက300အုံးရစစ်စာလုံးကိုရှာကျင်လို့ရှိရင်300အုံးကဒီ280အုံးနဲ့280အုံးနဲ့အဲ330အုံးဒီအကြားမှာရှိရဖြစ်လို့ ်190ကိုဝယ်ခြင်းဝယ်မဝယ်ခြင်း330ကိုဝယ်လို့ရပါတယ် current နဲ့ကျင်လို့ရှိရင်300ကိုရွေးပါတယ်ရွေးပါတယ် current ပုံကြီးများများဟို current ပုံများများများလင်းခြင်းเนาะ290ကိုရွေးပြလိုက်ပါဒီ 1k ကိုတုံးခြင်းတော့120ကို 1k ကိုတုံးခြင်းဒီမှာ120အုံးနဲ့အဲ1000အုံးကြားတဲ့ကဒီ range ကိုတုံးလို့ရပါတယ် resistor တံမိုးတွေ ECD စတမတ်ချက်တွေကို ီစီဒီတမချက်တွေကိုဘုသာတို့ငါကျင်းများဖော်ပြလိုပါတယ်။သူတို့ရဲ့နံပါတ်အမျိုးအစားတွေနဲ့အခေါ်အော်တွေကိုတော့ဒါဖော်ပြပြီးတော့ဖြစ်ပါတယ်။ ECD က Resistor Standard Value တွေကို Logarithm Thumbnail Scale ရသတ်မှတ်ပေးထားပြီးဖြစ်ပြီးဒီစနစ်ကဆိုလို့ရှိရင် Resistor တွေထိုးလိုက်တဲ့အခါမှာ Tolerance တိုးလျှော့ Computer တွေပုံမူတည်ပြီးတန်ဖိုးတွေကိုစနစ်တကျကျွန်တော်တို့ဖြန့်ဖူးပေးနိုင်ဖို့အတွက်ဖြစ်ပါတယ် ECD မှာ E6 E12 E24 E90 E19 E19 စသဖြင့်ရှိပါတယ်ဒီမှာနံပါတ် C2 စီမှာရှိတဲ့ resistor တံခိုးရည်တွေကိုပေါ်ပြတာဖြစ်ပါတယ် decay decay ဆိုတာကတော့ကျွန်တော်တို့က1ကနေ10အထိ range တစ်ခုကို decay တစ်ခုလို့ခေါ်ပါတယ် e6 ဆိုရှင်6 value per decay dot tolerance ကဆိုရှင် plus or minus 20%မှာ e12 ဆိုရှင်12 value per decay ဖြစ်ပြီး tolerance က10%မှာ e24 ဆိုရင်24 value per decay ဖြစ်ပြီး tolerance က plus or minus 5%မှာ e48 ဆိုရင်48 values per decay ဖြစ်ပြီး tolerance က plus or minus 2အရန်ကို tolerance နဲ့ပါတယ် e90 ဆေးက96 value per decay ဖြစ်ပြီး tolerance က1%ပုံနေသွားပါတယ် E92 ကတော့အရန်ကိုမိုက်ပါတယ်192% value per ticket ပါ tolerance က0.5%လောက်ပဲရှိပါတယ်ဒီပေါ်နေကတော့ဈေးကမှာဝင်လို့ရတယ် eTrace resistor နံပါတ်2ချုပ်ပါပဲ1.4က1.2က1 watt resistor လေးပါပါဒီကနေ့1 watt ပါ47 to 470ဒီက0.5ပါ1 watt တွေပါဒီကောင်လေးက5.5 half watt ပါ3.9 kilo ohm ပါ 1.8 kg 2.7ဘောဒီဟာလေးကအသေးလေးပါ1.4ပါရှိပါ1.4ပါ0.25ဝတ်ပါ22 on 22k ဒါ0.5ဝတ်ပါအဲ 50k 33 on to 33k နဲ့2220 on 0.5 watt ဖြစ်ကြပါတယ်14 watt 2. 2.5 watt ဆိုတာက6 6.3 mm အရှိရှိပြီးတော့သူကဆိုသူ့ရဲ့ diameter လေးကတော့သူက2.3 mm ရှိပါတယ်ဒီ half watt လေးကတော့ သူ့ရဲ့အရှိတွေက9မီလီမီတာလောက်ရှိပြီးတော့သူ့ရဲ့ diameter လေးက3.2လောက်ရှိပါတယ်ဒီ one watt resistor ကြီးကတော့အရှိက11မီလီမီတာရှိပြီးတော့လမ်းဒီဒီ diameter က4.5မီလီမီတာကိုရှိပါတယ်သူ့ရဲ့သူ့ရဲ့တိကျတဲ့ site တွေကတော့သူကဆိုရင်အဲ့ဒီထုတ်ထုတ်တဲ့သူနဲ့ထည့်တဲ့ပစ္စည်းပုံမူတည်ပြီးတော့ထည့်တဲ့ material တွေပုံမူတည်ပြီးတော့အနေငယ်ပြောင်းလဲမှုရှိပါတယ် ျိုးအနေနဲ့ပြောရအောင်နော် ECG တွေကိုဘာကြောင့်သုံးတာလဲသူကဆို standard standard ဖြစ်လို့ပါ this is star you city light ထုတ် standard value တွေနဲ့သူကဆိုရှင်ထုတ်လို့ထားတာကြောင့်ဈေးွက်ထဲမှာအလွယ်တကူကျွန်တော်တို့ရှာဖွေလို့ရပါတော့ tolerance management tolerance form တွေ resistor tempo တွေကိုသူကဆိုရင်စနစ်တကျထုတ်လို့ပြန်ပြီးရောင်းချပြကြပါတယ် cost efficiency standard value တွေဖြစ်တဲ့ကြောင့်မလို့ဒီအများပြထုတ်လို့ထားတဲ့ကြောင့်မလို့ကုန်ကြမ်းဈေးကိုတက်တာပါတယ် ဒီအခုဒီအခုညုံချုပ်နေပြောရအောင်နော်ဈေးကွက်ထံမှာဝယ်လို့ရနိုင်တဲ့အောက်ပါနံပါတ်တွေ E12 နံပါတ်တွေကိုကြည့်ပြီးကိုလိုရဲ့ channel အနည်းဆုံးနံပါတ်တွေကိုရွေးချယ်ဝယ်ဖို့တင်မှာအကြောင်းကျွန်တော်အနေနဲ့ Bluetooth အနေနဲ့ပြောပြီးတင်ဆက်လိုက်ရပါတယ်။1.2 1.5 1.2 2.2 3.4 4.5 5.6 7.2နဲ့ထမ်းလို့ဖြစ်ကြပါတယ်။ဝဒနာရခရီးသမားလလန်းမိများအခြေခံလေးတွေကတင်ပြခြင်းသာဖြစ်ပါတယ်။မှားသောချက်လက်များရှိတယ်၊လိုအပ်ချက်များရှိတယ်၊ပညာရှင်များအနေနဲ့ ကျန်ကျန်ပေးကြဖို့ရည်ရွယ်တာတောင်းဆိုလိုပါတယ်အဆင်ပြေပြီဆိုတော့ like subscribe နဲ့ share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတောက်ကြစနေနေ့ညနေပိုင်းမှာနေတက်နေတာစူးစမ်းဖြောပြတင်ဆက်သွားမှာမို့အားပေးရှိဦးကြပါဦးလို့ပြောချင်ပါတယ်